ဝိပဿနာပြာခံလေးအမြောင်ကြီးရောက်ပြီးမို့တနေ့တစ်လုံးတည်းရဲ့ရှေ့တိုးပြီးပူချရတဲ့သင်္ကန်းသာကိုပူချရပါတယ်။ဒါလို့ရှေ့တိုးပို့ကြတယ်တော့သုံးရမြောင်ကြီးကဝင်သွားတဲ့နေနဲ့နှာခေါင်းဝါရဲ့အမြင်သားသားရဲ့အထိပြန်ဖို့ပြန်တော့ အတွင်းသားရဲ့နှကောင်းဝရဲ့ဒီနဲ့ဖြီးပြီးတွေ့တာဖြီးရဲ့ကိုမှတ်ခဲ့တာတော်လေးပိုက်ကြလို့အဲ့ဒီဖြီးရဲ့ပေါ်မှာပဲထပ်စင်းပြီးတော့စူးစိုက်ဖို့ပြက်ပြရမယ်ပြစ်ရတာခံစားရရဲ့ပြက်ပါလိမ့်ဘဝနာပေါ့ဗျာအဲ့တော့အဲ့လိုစူးစိုက်ဖို့ပြည့်ရဲ့ပြစ်ရတဲ့ဝဲသတ်စင်းပြီးအလေးနဲ့ပြောရင် နားလည်းအောင်ပြောရအောင်လေတော့လယ်ကြီးဆရာတော်ဘုရားကြီးအသာလေးကိုသူ့ကြောင့်သူ့ဝင်ပြီးဆိုရင်ဖြင့်ဘယ်နေရာမှာမယွေစုဆိုင်ရင်လို့ထီးတဲ့နေရာလေးမှာစုဆိုင်တိကကာရင်ဖြင့်အဲ့ဒီခံစားရတာသိရမှာပါသဘောပေါက်အောင်ပြောရတာဥပါရင်းထီးတဲ့နေရာမှာခံစားရပုံရဲ့ဆိုရင်ပြေစာဥပမာဆိုရင်ပြောလိုက်လို့နားရအောင် တော်ရည်ငယ်ရွယ်အချိန်မှာသာသာဘာကိုမှထားလိုက်ပြီးသူများလက်လက်သွားပြီးတော့အေးတယ်ဆိုတော့သာသာရေပေါ်လာကြရောဩတိမာသာသာရေပြဖို့ဘောပေါက်မှာပေါ့ပြောဖို့ပဲရှင်းမှမိငယ်ချတာဘာမှမဟုတ်ဘူးလက်လက်သွားပြီးတော့သူရယ်ဆိုသာသာရေပြရောတိမာသာသာရေပြဖို့ဘောပေါက်ပြောနေတာ navrat bobom kamyom e yomimu ishi mashara bam jidiya shiawo ne cheno sabte sure pandaye piyami namu yom e bobo minale bobo yomimu ishi mashi ye shima kwa de yo nare de pandaye piyami ya do yoga ku ti dai ti dai ခန္ဓာရဲ့ဖြစ်တယ်လို့သဘောပေါက်နားလည်တော့ပြီတရားရှင်ကညရဲ့ပရိစ္ဆာလုံးကတရားရှင်ပါလေပါတာပြစီယဝေဒနာလို့အသေးစားပြီးတော့ဟောပေါ်ကြရဗျာအဲလိုပါတာပြစီယဝေဒနာကိုသိအောင်ဒီနေ့ဖတ်ရမယ်ဖိုက်ပေါ်ဉာဏ်တမောရှိတဲ့မတ်ချက် ရှုချက်ပွားချက်ပါရပါဘာရောက်တဲ့တန်ဖိုးရှိတဲ့မှချက်ရှုချက်ပါလို့ဆရာကြီးပြောရလို့ဆိုရင်နေပြာဝိပဿနာကျူရဲ့ရှိမှာအဲ့ဒီခံစားရတဲ့ဒီမှာမှဝေနာပြစ်စီတာတဏှာမဖြစ်ပြီးပညာပြအောင်ကျူရမှာမို့ပါဗျာအဲ့ဆက်ပြောလို့ဒီနေ့ပြောမှဆိုရင် မထဘာဝနာနဲ့ဝိပဿနာဘာဝနာတို့ရဲ့ပေါင်းတိုင်းပေါ့ဗျာအဲ့တော့ပေါင်းတိုင်းပြောတော့ဘာကြောင့်ပြောရပါလဲဆိုရင်ပေါင်းစရာဒရာခိုင်ရင်ခန်းကဆောက်ထားတော့မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူပေါ်ရပြီဒါမခိုင်နဲ့ဆောက်တော့ပြန်ရင်ပြေးပြေးလျှောက်ရတော့မြန်မြန်လည်းမရောက်ဘူးပေါ့ဗျာ ခိုင်မာသောက်တည်လို့မိမိကိုယ်ဒီဘုရားနာဒီဝါနဲ့နာဒီအသာဆိုင်နဲ့လေတိုးတိတိုက်တိုးတိတိုက်ကံစားနဲ့ပြောင်းမှတ်ရမယ်မှတ်ရပြေမို့အထူးဒီကလေးဝေနာဆိုတဲ့ကံစားရဲ့နှာခေါင်းမှာပြောင်းဒီအထူးကပ်ပြီးရှုမှတ်ပွားများပြောပြပါ